လေးကပထမဗီဒီယိုထိုးပြတော့မှာပေါ့နော်ဒီပထမဒီပွင့်ချက်ထိုးတာပဲထိုးပြပြီးတော့ဒုတိယပွင့်ချက်ထိုးတာကမပါသွားဘူးပေါ့နော်အခုမှဗီဒီယိုကို comment နေမှန်တော့မှန်တော့မှတည်တာပေါ့နော်အဲကြောင့်ဒုတိယပွင့်ချက်ထိုးနေလေးကိုတင်ပြပေးမယ်နော်ဒုတိယပွင့်ချက်ထိုးတာကြတော့ဒီမှာနောက်မှာတဒန်းကျန်ဒီကျန်တဲ့တဒန်းမှာကြတော့ဒီအရှိကခြေစားကိုပဲယူမယ်နော်ဒီမှာခြေစားနှစ်ဆရှိဒီနှစ်ဆကိုမှဒီအရှိကခြေစားကိုပဲယူမယ်နော် ဒုတိယထုံးလေးကလည်းလွယ်ပါတယ်။ဘယ်လိုလဲဆိုတော့ तू ကဒီမှာဖုံးမီးလေးတွေပိုးသွားတာပဲရှိမှာနော်။ဖုံးမီးဒီမှာဒုတိယတန်းမှာကျတော့ဒီဒုတိယပွင့်ချက်မှာကျတော့ဖုံးမီး၁၀ကထိုးရမှာနော်။ဖုံးမီးဆယ်ကပြသပြီဆိုလို့ရှိရင်သူ့ကိုဒီအထိုးထားတဲ့အပေါင်းကိုပဲနဲ့ဒုတိယတစ်ပောက်ကနေစပြီးတော့စင်ငယ် crochet လေးတစ်ပောက်တစ်ခါနဲ့ကိုးကပြန်ထိုးကြမယ်ပေါ့နော် ဒီမှာ single crochet လေး6ခါထိုးပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဒီအရှိတပောက်ပေါ့နော်ဒီအရှိတပောက်ကမထိုးဘဲနဲ့အရှိကတပောက်ကိုကြောမယ်ပြီးသွားပြီဆိုရင်နောက်ထပ်အရှိတပောက်ကအပေါ်ရန်ခြေစားကိုယူမယ်နော်အနောက်ကအစကိုလည်းပြန်ပြီးတော့တိမ်ထိုးသွားမယ်ဒီပောက်မှာသူ့ကို shape ကလေးတစ်ခါထိုးမယ်ပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့နောက်ထပ်ကက်ရက်တပောက်ပေါ့နော်ကက်ရက်တပောက်မှာလည်းအပေါ်ရန်ခြေစားကိုပဲယူတယ်နော်ပေါ်ရန်ခြေစားကိုယူပြီးတော့သူ့ကိုလည်း ရှက်ကော်လေးတစ်ခါထိုးလိုက်တယ်။ပြီးသွားပြီဆိုရင်ဒီဒုတိယရှက်ကော်ပြီးသွားပြီဆိုရင်ချင်းဆယ်ကပြန်ထိုးမယ်။ချင်းဆယ်ကထိုးပြီးသွားပြီဆိုရင်သူ့ကို single crochet လေး6ခါပြန်ထိုးမယ်နော်။စောစောကထိုးသလိုမျိုးပဲ6ခါပြန်ထိုးမယ်။ဒါဆိုရင်သူ့ကိုလည်းဒီမှာ single crochet လေး6ခါထိုးပြီးသွားပြီဆိုရင်စောစောကထိုးတယ်လို့မျိုးပဲ သူ့ရဲ့ဒီဘေးတစ်ပောက်ပေါ့နော်ဘေးတစ်ပောက်ကိုကျော်မယ်ကျော်ပြီးသွားပြီဆိုတော့မှအဲ့ဘေးတစ်ပောက်ရဲ့အရှိကတစ်ပောက်ပေါ့နော်အရှိကတစ်ပောက်မှာ သူ့ကိုရှက်ကော်လေးထုံးမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဘေးကဲ့ရဲ့တစ်ပောက်မှာ နောက်ထပ်ရှက်ကော်လေးတစ်ခါထပ်ထိုးပါမယ်ပြီးသွားပြီဆိုရင်ချိန်လေးဆယ်ကပြန်ထုံးမယ် ချိန်ဆက်လာပြီးကြပြီဆိုရင်ဒီမှာ single crochet လေးကိုးကပြန်ထိုးမယ်ပြီးရင်တစ်ပေါက်ကျော်မယ်ရှက်ကောနှစ်ခါထိုးမယ်ဒီလိုပုံစံအတိုင်းလေးကိုပဲ18ခုပြည့်အောင်ဒီလိုထိုးသွားရမှာပေါ့နော်ဒုတိယတန်းမှာဒါဆိုရင်ဒီမှာပွင့်ဖက်လေးတွေစုစုပေါင်း18ခုရှိတယ်เนาะဒီအနောက်ကလည်း18ခုရှိရယ်နောက်ဆုံးရှက်ကောနှစ်ခါနဲ့ထိုးပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုဒီအောက်ကအတန်းထိုးသလိုပဲဒီပထမဦးဆုံးထိုးခဲ့တဲ့နေရာပေါ့နော်အဲ့ဒီဒီနေရာမှာ ပြန်ပြီးတော့ထိုးမယ်เนาะထိုးတဲ့ခါကျရင်ဒီမှာသွန်နှန်းကျိုးနဲ့ပြန်တွဲရမယ်เนาะဒါကအောက်မှာထိုးရတဲ့ထိုးနည်းတူမယ်เนาะအရင်ဦးဆုံးဒီမှာသွန်နှန်းကျိုးလေးနဲ့ပထမဦးဆုံးအပေါက်မှာဆင်ရဲ crochet လေးတစ်ခါထိုးမယ်เนาะနန်းကျိုးကတခါလေးတွဲထိုးရတယ်เนาะပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ပေါက်မှာ

single crochet တစ်ခါအဲ half double crochet တစ်ခါပြီးသွားပြီဆိုရင် double crochet ၅ခါပြီးရင် single half double crochet တစ်ခါ single crochet တစ်ခါသူကဒီ assist မှာကကြတော့ double crochet ပဲပိုးသွားတာပေါ့နော်ကျန်တာကတော့အောက်ကပွင့်ဖက်ထိုးနေတယ်အတူတူပဲပေါ့နော်ပြီးသွားရင် half double crochet တစ်ခါလာမယ်နော်ပြီးသွားပြီဆိုရင် single crochet တစ်ခါလာမယ်ပြီးရင်တွန်းန်းကြိုးကိုဒီလိုပြန်ကွေးမယ်နော် ကွေးပြီဆိုရင်ပြီးသွားပြီဆိုရင်သူ့ကိုထိတ်ချွန်လေးလုပ်ဒီအရှိတပောက်မှာပေါ့နော်စင်ရခရစ်ချက်တခါဒီရှိတပောက်မှာစင်ရခရစ်ချက်လေးတခါပြီးသွားပြီဆိုရင်ချိန်တခါပြီးသွားပြီဆိုရင်ဒီအပေါ်ကချီနှက်ဆကိုယူမယ်ယူပြီးတော့သူ့ကိုရှက်ခေါ်လေးထိုးမယ်နော်ပြီးသွားပြီဆိုရင်ဒီအပေါက်တူတူထဲမှာနောက်တဲ့စင်ရခရစ်ချက်တခါထပ်ထိုးပါမယ် ပြသပြီဆိုရင်တော့သူ့ရဲ့ရှေးတစ်ပောက်ကနေပြန်စမယ်နော်ရှေးတစ်ပောက်မှာဟာဒဘယ်ခရစ်ချက်လေးတစ်ခါထိုးလိုက်မယ်ပြသပြီဆိုရင်နောက်ထပ်တစ်ပောက်ကနေစပြီးတော့ဒဘယ်ခရစ်ချက်လေးတစ်ပောက်တစ်ခါနဲ့ငါးခါထိုးမယ်နော် ဒီဘယ်ခရက်ချက်ကလာပြီးကြပြီဆိုရင်နောက်ကျန်တဲ့နှစ်ပေါက်မှာအဒီဘယ်ခရက်ချက်တစ်ခါ single ခရက်ချက်တစ်ခါထိုးလိုက်မယ်နော်ဒါဆိုပွင့်ဖက်လေးရပြီ ပြီးသားပြီဆိုရင်သူ့ရဲ့ဒီဘေးကကက်ရက်တစ်ပောက်ကိုကြုံမယ်ပြီးသားပြီဆိုရင်အရှိတစ်ပောက်မှာပေါ့နော်အောက်မှာအောက်ကပွင့်ဖတ်ထိုးသလိုပဲတူတူပဲနော်သူရဲ့ရှေ့တဲ့ဘက်မှာသူ့ကိုရှက်ကော်လေးတစ်ခါထိုးလိုက်မယ်နော်ပြီးတော့ရင်စစောဒီဘက်ပွင့်ချက်လေးထိုးသလိုပဲစင်ရဲ့ crochet လေးတစ်ခါအရင်ထိုးပါမယ် ပြီးတော့ဆိုရင် hard level project တစ်ခါထုံးမယ်နော်ပြီးတော့ဆိုရင် level project လေး၅ခါပြန်ထုံးမယ် level project ၅ခါပြီးရင် hard level project တစ်ခါ single project တစ်ခါပြန်ထုံးမယ်နော် ဒါပြီးဆိုရင်သူ့ရဲ့ရှေးတစ်ပောက်မှာစင်ရင် crochet လေးတစ်ခါထိုးလိုက်မယ်။ပြီးသားပြီးဆိုရင်ချိန်လေးတစ်ခါထပ်ထိုးမယ်။ပြီးရင်ဒီအပေါ်ရန်ချီနန်ဆောက်ကိုရှက်ကော်လေးထိုးလိုက်မယ်။ပြီးရင်ဒီအပေါက်ထဲမှာပဲသူ့ကိုစင်ရင် crochet လေးတစ်ခါထပ်ထိုးမယ်နော်။ပြီးရင်တော့ဒီဘက်မှာ half double crochet တစ်ခါ double crochet ငါးခါပြီးသားပြီးဆိုရင်နောက်ဆုံးနှစ်ပေါက်က half double crochet တစ်ခါစင်ရင် crochet တစ်ခါနဲ့ပြန်ထိုးမယ်နော်။ ါဆိုရင်ဒီ Tony အတိုင်းလေးဆက်ထိုးသွားမယ်ဆိုလို့ရှိရင်တော့ဒါဒုတိယလမ်း Tony လေးပြီးသွားမှာပေါ့နော်ပတ်တန်လေးလည်းရေးပြထားတယ်ဆိုတော့ဒီပွင့်ဖက် Tony လေးကဒီပုံစံလေးပေါ့နော်ဒုတိယလမ်းပွင့်ဖက် Tony လေးကဒါဆိုပွင့်ဖက်16ဖက်ကိုအခု Tony လေးအတိုင်းပဲဆက်ပြီးတော့ထိုးသွားလိုက်နော်ဒီအဆုံးဒီကိုဆက်ထိုးသွားလိုက်ပါနော်